င်္ဂလာပါသတင်းနဲ့မီဒီယာကွန်ရဲ့ NNG သတင်းဌာနရဲ့ podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီအစီအစဉ်ကတော့တိုင်းသားဒေသတွေထက်ကအဖြစ်အပျက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေနဲ့ဆက်သွယ်မေးမြန်းချက်တွေကိုတင်ဆက်ပေးနေတာဖြစ်ပါရစေ။ NNG ရဲ့ podcast ထုတ်လင်းချက်တွေကိုတရိုက်နားဆင်နိုင်တယ်လို့ download လုပ်ထားပြီးတော့အဆင်ပြေတဲ့အချိန်မှာနားထောင်ရလဲရပါရစေ။ကျမအမီပါ။ ဒီနေ့သတင်းတွေထဲမှာတော့မြန်မာစစ်ကောင်းဆောင်ကိုအာဆီယံကောင်းဆောင်တွေကဘန်ကောက်မြို့မှာတွေ့ဆုံမဲ့အစီအစဉ်အပေါ်မြန်မာနိုင်ငံကတော်လှန်ရေးအဖွဲ့အစည်းတွေကဘယ်လိုသဘောထားပါသလဲ။ကရင်မျိုးသားအစည်းအရုံး KNU တမဟာလေးနယ်မြေတဝဲဒေသဘက်မှာတော့စစ်ကောင်စီတပ်တွေကိုတရုတ်နိုင်ငံသားပညာရှင်တွေကဘယ်လိုအကူအညီတွေပေးနေကြပါသလဲဆိုတာနဲ့တရုတ်ဖိအားပေးမှုကြောင့်လာရှိုးမြို့ကပြန်ပြီးတော့ဆုတ်ခွာရောမဲ့ MNDAA ကိုကန်တပ်ဖွဲ့အပေါ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့တဲ့ခရီး အမျိုးသားများကောက်ွယ်ရေးတပ် KNDF ရဲ့ခေါင်းဆောင်ကဘလို့သဘောထားပါတယ်ဆိုတာတွေကိုနားဆင်ရဖို့ရှိနေပါတယ်အခုတော့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူကြီးမဲအောင်လှိုင်နဲ့အာဆီယံခေါင်းဆောင်တွေတွေ့ဆုံမှုကိုကရင်အမျိုးသားအစည်းအရုံး KNU အမျိုးသားညီညွတ်ရေးအစိုးရ NUG မြန်မာနိုင်ငံလုံးဆိုင်ရာအကြောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ၊ Greenie အမျိုးသားတူတက်ရေးပါတီ KNPP ၊ချဲအမျိုးသားတပ်ဦး CNF တို့အပါအဝင်တော်လှန်ရေးအဖွဲ့အစည်းတွေကကန့်ကွက်ကြောင်းတင်ညာချက်ထုတ်ပြန်ပါတယ်။မကြသေးခင်ကလှုပ်ခတ်ခဲ့တဲ့ပြင်းအားကြီးငလင်ဘေးနဲ့ပတ်သက်လို့ပြည်내ထူထောင်ရေးလုပ်ငန်းတွေအတွက်အာဆီယံခေါင်းဆောင်တွေကမြန်မာစစ် ခေါင်းဆောင်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီလ18ရက်နေ့နစ်ဆန်တရက်နေ့မှာတွေ့ဆုံဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။ ဲ့ဒီကြေညာချက်ထဲမှာတော့ငလင်ဘေးအကူအညီတွေကိုနိုင်ငံနယ်နမိတ်စုစုပေါင်းရဲ့22ရာခိုင်နှုန်းပဲထိန်းချုပ်ထားနိုင်တဲ့စစ်အုပ်စုကိုတိုက်ရိုက်မပေးဘဲအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တိုင်းသားတော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့နယ်မြေတွေမှာရှိတဲ့အစုဖွဲ့အလုံးနဲ့ချိတ်ဆက်ထောက်ပံ့ပေးဖို့တောင်းဆိုထားပါတယ်။လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေကို စစ်ကောင်စီကိုပဲတစ်ဖက်သက်ပေးအပ်ခဲ့မယ်ဆိုရင် စစ်ကောင်စီကအဲ့ဒီအကူအညီတွေကိုနိုင်ငံရေးအရအလွဲသုံးစားလုပ်မဲ့အခြေအနေနဲ့ ဲ့မလွဲမသွေတွေ့ကြုံနိုင်တယ်လို့လည်းကြေညာချက်ထဲမှာထောက်ပြထားပါတယ်။ ကချင်ပြည်ဖကန့်တနိုင်သွာလီရိုလမ်းမပေါ်ကရွာတရွာကနေအိမ်တရာကျော်ကိုစစ်တပ်နဲ့ပြည်သူစစ်ပူးပေါင်းအဖွဲ့တွေကမိရှုဖျက်ဆီးလိုက်ပြီးအရက်သား၁၀ယောက်ထက်မနည်းကိုလည်းဖမ်းဆီးထားတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကောင်စီတနက်ဝါရဇုပြည်သူစစ်အဖွဲ့တွေကဧပြီလ၁၅ရက်နေ့ကတလဝင်းကျင်တိုက်ပွဲဖြစ်ပွားနေတဲ့လဝရွာအနီးပတ်ဝင်းကျင်ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ပါတယ်ဒါအပြင်ရွာထဲမှာရှိတဲ့မနက်စည်းအပါအဝင်အိမ်အလုံးကြီး၁၀၀လောက်ကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ ့လောဝဒေတာခန်တွေကပြောပါတယ်။ဧပြီလ15ရက်နေ့အထိတော့မီးတွေဆက်လောင်နေပြီးဖမ်းဆီးထားတဲ့အရက်သားတွေကလည်းပြန်ပြီးတော့မလွတ်လာသေးပါဘူး။ ဧပြီလ15ရက်နေ့မှာပဲလဝရွာအနီးပတ်ဝန်းကျင်မှာ KIA တပ်ဖွဲ့တွေရှိနိုင်တဲ့ဆိုတဲ့နေရာတွေကိုစစ်တကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့အိမ်တွေကိုလည်းမိရှုဖျက်ဆီးခဲ့တာဖြစ်ပါတယ်။လဝရွာတွေကစာတင်ကြောင်းတဲ့လူနေအိမ်တွေမှာတက်ဆွဲထားတဲ့စစ်တပ်နဲ့ပြည်သူ့စစ်အဖွဲ့တွေကို KIA ပူးပေါင်းတပ်တွေကတွားရောက်တိုက်ခိုက်မောင်းထုတ်ခဲ့ပြီးမတ်လ31ရက်နေ့မှာတော့ KIA ကပြန်လည်နေရာယူထားတာဖြစ်ပါတယ်။လဝရွာဟာဖကန်နဲ့တနိုင်းရွှေမော်ဒေသတွေကိုတွားတဲ့ကားလမ်းမကြီးလမ်းစုံနေရာတစ်ခု ခုဖြစ်တာကြောင့်စီးပွားရေးအစီအစဉ်အတွက်အရန်အရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးနေရာတစ်ခုဖြစ်ပါတယ် အတင်းအဓမ္မစစ်သားစုဆောင်ခံခဲ့ရတဲ့ပို့ပီသူစစ်တပ်ဖွဲ့ဝင်တယောက်ဟာပို့တော်လိုင်းရေးတပ်ဖွဲ့စီမှာလက်နက်ချအလင်းဝင်ရောက်လာပါတယ်။သူဟာရှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့မှာအလုံးလုံးနေတော့ချစ်သူမိန်းကလေးကိုတွားတွေ့ပြီးပြန်လာရကနေစစ်စေးကြီးဂိတ်တစ်ခုမှာစစ်သားအဖြစ်အတင်းအဓမ္မစုဆောင်ခံခဲ့ရတာလို့လက်ခံထားတဲ့ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ကပြောပါတယ်။စစ်ကောင်စီတပ်သားတွေရဲ့နှိမ့်ဆက်မှုဒဏ်ကိုမခံနိုင်တော့တာကြောင့်လက်နက်နဲ့တကွထွက်ပြေးလာတာလို့လည်း PNL NL ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရဲရန်ကကနရဝတီတိုင်းသတင်းဌာနကိုပြောဆိုထားပါတယ်။စစ်ကောင်စီတပ်နဲ့ PNO ပြည်သူစစ်တွေဟာရွာထဲမှာရှိတဲ့ပြည်သူတွေရဲ့စီးစိမ်ပစ္စည်းတွေကိုခိုးယူတာ၊ဓားများတိုက်တာတွေလည်းလုပ်နေတာရှိတယ်လို့ဗတ်ပြောင်းလာတဲ့ PNO တပ်သားတယောက်ကထွက်ဆိုထားပါတယ်။လက်နက်နဲ့အတူဝင်ရောက်ခိုးလုံလာတဲ့အဲ့ဒီတပ်သားတွေကို စုငွေချီးမြှင့်ပြီးတော့သူသွားခြင်းတဲ့နေရာကိုပို့ဆောင်ပေးခဲ့တယ်လို့ PNL တပ်ဖွဲ့ကပြောပါတယ်။ ကရင်ပြည်ကြုံတိုးမြို့ဂျိုင်းမြစ်တစ်ဖက်ကမ်းမှာဧပြီလ18ရက်နေ့နစ်ဆန်တရက်နေ့မှာစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက် တုံးပိမောင်းတဲ့သူအရက်သားတယောက်တေဆုံးခဲ့ပြီးကလေးနှစ်ယောက်တန်းရာရရှိခဲ့တယ်လို့ရွာသားတွေကပြောပါတယ်။တေဆုံးသွားတဲ့သူဟာအသက်50အရွယ်တရက်တော်ရွာသားဦးရှဲဖြစ်ပြီးကျန်တဲ့ကလေးနှစ်ယောက်ကတော့ဘုံစရိထိမှန်တန်းရာရရှိခဲ့တာလို့ရွာသားတယောက်က ပြောပါတယ်။ရွာသားတွေကဖုန်ကြီးတွေပါဖုန်ကြီးကြောင်အောက်ဓမာယုံအောက်တွေမှာပုံအောင်နေကြရတယ်လို့လည်းအဲ့ဒီရွာသားကပြောပါတယ်။နေ့လယ်ပိုင်းမှာတော့ကြုံတိုးမျိုးခမတ်ရ946တရင်နာကနောင်တမန်ရွာကို စ်ကောင်စီကလေကြောင်းကနေလာရောက်ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းအကြီးမြစ်တွေကပြောပါရယ်ပြီးခဲ့တဲ့ဧပြီလ14ရက်နေ့ကနေအခု18ရက်နေ့တကြံကာလအတွင်းကရင်အမျိုးသားလူမျိုးရေးတပ်မတော် KNL မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့စစ်ကောင်စီတပ်တို့အကြားဂျုံတို့ကိုတိုင် ရင်ခွဲတောင်လမ်းပိုင်းတစ်လျှောက်မှာနှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ကြပါတယ်။ဒါပေမဲ့လည်းစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ဂျိုင်းမြစ်အနောက်ကမ်းမှာရှိတဲ့ရွာတွေကို Y12 လေရင်နဲ့နေတိုင်းဘုံကျဲနေတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။ အခုဆက်ပြီးတော့သတင်းလွှာတွေကိုတင်ဆက်ပေးသွားမှာပါ။ကရင်အမျိုးသားအစည်းအရုံး KNU တက်မဟာလေးမှာ တရုတ် drone ပညာရှင်တွေကစစ်ကောင်စီတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့စစ်ရေးလှုပ်ရှားမှုတွေကို လုပ်နေတယ်လို့ KNU တက်မဟာလေးကပြောပါရယ်။စမိုင်းကတင်ဆက်ပေးထားပါရယ်ရှင်။ တရုတ်ဒရုန်ပညာရှင်တွေမတ်လ9ရက်နေ့ကခမရ9ခွန်တက်ကိုရောက်ရှိလာပြီးနောက်စစ်ကောက်စီနဲ့ပူပေါင်းပြီးစစ်ရေလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ခဲ့တယ်လို့ KNU တပ်မဟာလီဗိတ်ထဝဲခရိုင်အသွင်ရင်မူပဒူစောအင်နာကပြောပါတယ်။လီတူရဲ့ကော်ရီဖီကေလွေဖေမိုဒေါကလန်မော်နော်ကျွန်တော်တို့ကစားတယ် ဘိဒဝေခရင်တက်မဟာလီမောတော်လန်တရင်တိုင်မြို့နယ်ပေါ့နော်ကျွန်တော်တို့ရဲ့မြို့နယ်တရင်တက်ဖွဲ့တို့ရဲ့ပြောပြချက်အရာရောထောက်လန်တရင်တွေအရာရောသူတို့၅ယောက်ရောက်လာတယ်ပေါ့နော်ကိုရဲ့နေကဒီအရီကိုအတိအကျအတည်ပြုလို့မရပါဘဲကျွန်တော်တို့သုံးသက်တာကစစ်တပ်ဟာ drone သုံးတာများတယ်ပြီးတော့ကင်းထော့ drone တွေအသုံးပြုတာများတယ်ပြီးတော့သူတို့အမြဲတမ်းကြဲချတယ် တရုတ်ဒရုန်ပညာရှင်တွေမရောက်ခင်နဲ့ရောက်လာပြီးနောက်အခြေအနေကိုပဒူစောအင်နာကအခုလိုပြောပါတယ်အခုတော့ဘကွာဂီလာပူပြည်လာခဲနဲ့တရုတ်စစ်ကောင်အတားရှိဒရုန်းအဲ့ဒါကြောင့်ကျွန်တော်တို့အရင်ကနဲ့အခုကိုပြန်ကြည့်မယ်ဆိုရင်စစ်တပ်ရဲ့ drone အသုံးပြုမှုဟာများလာတယ်။ပြီးတော့သူတို့နည်းပညာတွေကောင်းလာတာတွေ့ရတယ်။ပြီးတော့ကျွန်တော်တို့ထောက်လန်ရေးတွေရဲ့သတင်းတွေအရကတော့တရုတ်ဟာစစ်ကောင်စီကိုအဓိကကင်းထောက်ဖို့အတွက်ပါဝင်ကူညီနေတယ်ပေါ့နော်။ စစ်ကောက်စီတပ်က KNU တပ်မဟာလီရှိတော်လည်ရေးတပ်ဖွဲ့တွေကို drone အသုံးပြုပြီးပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့အပေါ်ဘဒူဇောအင်နာကအခုလိုတုံ့တက်ပါတယ်။တပ်ပညောလက်ကတုဆိုမောကထဲချဝဲနေမြေကနေအဝောမော်တော်မော်တော်နေမြေဆိုမဖုန်နဲ့ထင်းချုံနိုင်ဖို့အတွက်ဖြစ်တယ်။မော်တော်လည်းမော်တော်နေဆက်ဟာထိုင်းနေဆက်ကနေဘေးအထိကုံသွေးလမ်းကြောင်းဖြစ်တဲ့အတွက်သူတို့ယူရချက်ကအဲ့ဒါပဲ။ KNU တပ်မဟာလီမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေထဲစစ်ကောက်စီတပ်ဟာ draw အသုံးပြုမှုပုံမှုလှောက်ဆောင်လာတဲ့အပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းနေ့တိုင်းလှောက်ဆောင်နေတယ်လို့ KNU တပ်မဟာလီကဆိုပါတယ်လက်ရှိမှာတိုက်ပွဲနေ့တိုင်းဖြစ်ပွားနေပြီးဧပြီလ10ရက်နေ့ကနေ10ရက်နေ့အတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်12ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU တပ်မဟာလီကပြောပါရယ် စစ်ကောက်စီကငလင်ဘေးကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအချိန်အဟုန်မြင့်လှောက်ဆောင်ဖို့နဲ့တည်ငြိမ်အေးချမ်းရေးကိုရှေ့ရှုပြီးဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြည့်ရမယ်လို့ထုတ်ပြန်ထားပါတယ်ကြာရီအပြည့်ရမယ်လို့ထုတ်ပြန်ထားပေမဲ့လည်းလေကြောင်းတိုက်ခိုက်မှု drone နဲ့ဗုံးကျဲတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုတွေကိုစစ်ကောင်စီကပြည်နယ်နဲ့တိုက်ဒေသကြီးတွေမှာနေတိုင်းလှုပ်ဆောင်နေပြီးတိုက်ပွဲတွေလည်းဆက်လက်ဖြစ်ပွားနေတယ်လို့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။ တရုတ်အစိုးရရဲ့မြန်မာပြည်အရေးပတ်သက်မှုတွေဟာမှားယွင်းအကဲဖြတ်မှုအပေါ်အခြေခံတယ်လို့ဂရီနီတော်လိုင်းရေးခေါင်းဆောင်တယောက်ဖြစ်တဲ့ခွန်ပီထူးကသုံးသပ်ပြောဆိုပါတယ်။ဘာလို့အခုလိုမျိုးသုံးသပ်ပြောဆိုရတာလဲဆိုတာကိုတော့သတင်းနဲ့မီဒီယာကွန်ရဲ့သတင်းချန်နယ်ကကွန်ပီတာစူးစီးထားပါတယ်။နောက်ဆက်တွဲကျမ်းမရေးပြဿနာတွေဖြစ်တဲ့ဝန်ပြေဝါရှောတာကိုပူရာပေါ့အန်ဒါအစားရှိတဲ့ယောဂါတွေကို၅လောက်ကလေးငယ်တွေပို့ပြီးခန်းစားနေကြရတယ်လို့ စကိုင်းမြို့ကအခမဲ့စေကုသပေးနေတဲ့စေခံတခုကအမိမဖော်လို့တဲ့အမျိုးသမီးစက်မရုံဝန်ထမ်းတယောက်ကပြောပါရယ်နောက်ဆက်တဲ့အနေနဲ့ကျတော့လေအခုလောလောဆယ်ပေါ့နော်စေယုံမောင်ကဒီစေခံမောင်ကိုတွေ့နေရတာကတော့ကလေးကအန်နေ NPOG ပြဿနာကြောင့်ပေါ့နော်ဝင်ပြဿနာဝင်ချော့တာပေါ့ဝင်ချော့တာလေးတွေရှိတယ်။အထူးသဖြင့်တော့လေအရန်ဖျားတာမျိုးပေါ့အပြစ်မှာအဲရအပူရှက်ပြီးဖျားတာမျိုးပေါ့ပြီးရင်သဖုံးနေရောင်ဟွာပေါ့ဒီပါးလေပဇောင်နေရောင်တာမျိုးအဲ့လိုမျိုးတွေတော့ရှိရဲ့ချက်။အများဆုံးဖြစ်တဲ့ယောဂကတော့အော်အန်ဒါဖြစ်ပြီးကျင်းပစိတ်ခမ်းမှာကုသဖို့ခေတ်ခဲတဲ့ကလေးတွေကိုဆေးရုံကိုလွှဲပြောင်းရတဲ့အခြေအနေအထိဖြစ်ပေါ်နေတယ်လို့ဆက်ပြောပါရစေ။ အဖြစ်များနေရတော့အန်တာပေါ့နော်တချို့ကကျတော့အရန်အန်ပြီးတော့စိတ်လုံးဝမဝင်လို့ဆက်လိုက်ချက်ရတာမျိုးပေါ့အဲတနည်းအားဆိုလို့ရှိရင်ကလေးကို6ယောက်လောက်ပေါ့စက်တိုက်ညံ့ညောက်ပေါ့6ယောက်လောက်ကိုစိတ်အောင်လောက်သွားတယ်ဒါမှမဟုတ်လည်းအန်နဲ့ကိစ္စခုရဲ့တောင်းပေါ့နော်ကလေးတွေကအဲ့လိုမျိုးပေါ့ကလေးတို့ပြီးနောက်ပိုင်းစကိုင်းမြို့ကစီဆိုင်စီခံအများစုဟာပိတ်ထားရတာကြောင့်အခမဲ့ဖွင့်လှစ်ထားတဲ့စီခံမှာလာရောက်ပြတ်သားမှုတွေရှိနေတယ်လို့ပြောပါရတယ်။အဲ့ဒီအခမဲ့စီခံမှာစကိုင်းမြို့ရဲ့ညီမကြီးကပြည်သူတွေကလာရောက်ပြတ်သားနေကြပြီး တည့်ရက်ထဲမှာပဲကလေးငယ်အယောက်90နဲ့60အထိလာရောက်ကူတနေကြတယ်လို့စေခန်းတောင်ဝရှိသူကပြောပါတယ်။ကလေးလုံပြီးနောက်ကျမ်းမာရေးနဲ့ပတ်သက်ပြီးဝမ်ပြဲဝါရှောလိုမျိုးနောက်ဆက်တွဲကုဆက်ယောဂဖြစ်ပွားလာနိုင်တဲ့အတွက်တတိပြုနေထိုင်ကြဖို့ကျမ်းမာရေးပညာရှင်တွေကတတိပေးထားပါတယ်။ ီနေ့ရဲ့အစီအစဉ်ကိုတော့ကျွန်တော်တို့ဒီမှာပဲရပ်နားမှာဖြစ်ပါတယ်။တိုင်းသားဒေသတွေတဲကအဖြစ်ပြက်တွေနဲ့ဆက်ဆက်တဲ့သတင်းတွေ၊ဆောင်းပါးတွေဆက်သွယ်မေးမြန်းချက်တွေကိုသတင်းနဲ့မီဒီယာကွန်ရက်သတင်းဌာနကအဖွဲ့သူအဖွဲ့သားတွေကတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့သတင်းဌာနရဲ့ podcast ထုတ်လွှင့်ချက်တွေကိုနားဆင်နေကြတဲ့မိဘပြည်သူအားလုံးရှင်လန်းချမ်းမြေကြပါစေရှင်။